ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားညီညွတ်ရေးအစိုးရကကင်းနှစ်တကူနှင့်အခမ်းအနားသို့ပေးပို့သည့်တွင်လွာ2024ခုနှစ်ဒီဇင်ဘာလ30ရက်ကင်းတက်ဂရိတ်2964ခုပြသူလာဆန်းတရက်ယနေ့သည်ကင်းအမျိုးသားတို့၏ပျော်ရွှင်ပွဲနှစ်တကူပွဲတော်နေ့ဖြစ်၍ကင်းအမျိုးသားကောင်းဆောင်ကြီးများ ြည်ရင်းပြည်ပါရှိကင်းလူလူတိုင်းသားမျိုးနွယ်စုများနဲ့ကင်းတော်လန်ရေးရဲဘော်ရဲဘက်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးဘေးအန္တရာယ်ကင်းကြပါစေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကပဏာမဆုတောင်းလိုက်ပါသည်1936ခုနှစ်ကိုလိုနီခေတ်ဖြစ်သောဒေါက်တာဘမော်ဤညွတ်ပေါင်းအစိုးရလက်ထက်တွင်ကင်းရဲ့အမျိုးသားအဖွဲ့ချုပ်ကြီးဤဆုံးဖြတ်ချက်အရကင်းရဲ့အမျိုးသားခေါင်းဆောင်များဖြစ်သည့်အောက်လွတ်တော်အမတ်၁၂ယောက်နှင့်အထက်လွတ်တော်အမတ်၃ယောက်မှ ကင်းနှစ်တကူနှစ်ကင်းအမျိုးသားနှစ်ကင်းအမျိုးသားတချင်းကင်းအမျိုးသားအလံတော်စသည်တို့ကိုတောင်းဆိုခဲ့ကြပါသည်ထို့နောက်ကင်းအမျိုးသားနှစ်တကူနှစ်အတိမတ်ပြုခြင်းဥပဒေကြမ်းကိုဥပဒေကြမ်းအမှတ်26939ခုဖြင့်ပြဋ္ဌာန်းသတ်မှတ်ခဲ့ပြီးအစိုးရ၏ပထမဆုံးအတိမတ်ပြု ရုံးပိတ်ရက်မှာ1299ခုနှစ်ပြတ်တော်လာဆန်းတရနေ့ခရစ်နှစ်1938ခုနှစ်ဇန်နဝါရီလတရနေ့ဖြစ်လာခဲ့ပါသည်နှစ်စဉ်နှစ်တိုင်းပြတ်တော်လာဆန်းတရနေ့တွင် ကရင်နှစ်သက်ကူပွဲတော်ဖြစ်ကျင်းပလာခဲ့ရာ86နှစ်အထိပြည်မြောက်ရောက်ရှိခဲ့ပြီးဖြစ်ပါသည် ကရင်နှစ်တကူပွဲတော်တွင်ကရင်တိုင်းရင်းသားများ၏ရွရရင်ကျင်းမှုများဖြစ်သောကောက်ပဲတိနံရိတ်သိမ်းပြီးချိန်တွင်တောင်နှန်းတကူရှင်များကိုတီယူတီဖြတ်များပူတော်ပတာခြင်းစီလုံးညင်ညွတ်စွာဖြင့်ကောက်တဲ့စားပွဲများကျင်းပခြင်းအမျိုးသားအလံတင်ခြင်းရွရဖားစီနှင့်ကြွေးကြိုတိမှုတ်ခြင်းကရင်ဒုံရင်ကာခြင်းစသည့်စားပေးရင်ကျင်းမှုများနှင့်အမျိုးသား၏အမှတ်လက္ခဏာများကိုထိမ့်သိမ်းဆောက်ရှောက်မြင့်တင်ပြီးပျော်ရွှင်ပွဲနှစ်တကူနှင့်အဖြစ်အမျက်တနှုတ်ကျင်းပကြသည်ကိုဂုံယူဝမ်းမြောက်ဖွယ်မြင်တွေ့ရပါသည် ပြောင်စုသမရမြန်မာနိုင်ငံသည်အာနာရှင်များ၏စိုးသွမ်းရက်စက်ခဲ့မှုတို့ကြောင့်လူမျိုးရေးရာတိုးခွေပြီးအမျိုးသားတန်းတူရေးတရားမျှတခြင်းနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခြင်းတို့ကိုဖိနှိပ်ချုပ်ချယ်ကန့်သတ်ခဲ့သည်မှာယခုလိုຫນွေဦးတော်လှန်ရေးကာလအထိရောက်ရှိသည့်တိုင်ဖြစ်ခဲ့သည်ကိုဝန်းနည်းစွာတွေ့ရပါသည်အမျိုးသားညီညွတ်ရေးအစိုးရသည်ကရင်တိုင်းဒေသခေါင်းဆောင်ကြီးများနှင့်တကွကရင်ပြည်သူလူထုတရက်လုံးမျှော်ရည်မှန်းသောပန်းနိုင်ဖြစ်သည့်အာနာရှင်စနစ်အဆုံးသတ်ရင်းနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ပေါက်ရေးနဲ့တမိုင်းစင်လာကြည့်တော့ကရင်လူမျိုးတို့ဤဘာသာစာပေရင်ကျင်းမှုတမိုင်းအမွေနယ်များထိမ့်သိမ့်ပြီးအမျိုးကုံဇာတိကုံမြင့်တင်ရရင်လဲအစဉ်တစိုက်အားပေးထောက်ခံသွားမည်ဖြစ်ပါသည်ယခုလိုမင်္ဂလာရှိပြီးပျော်ရွှင်မယ်ဖြစ်သောကရင်နှစ်တကူပွဲတော်မှာစတင်ပြီးကရင်တိုင်းသားကောင်းဆောင်ကြီးများကရင်ပြည်သူလူထုမျိုးနွယ်စုများကရင်တော်လှန်ရေးဘော်ရဲဘော်များအားလုံးလူလားသည့်အမျိုးသားတန်းသူရေး ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးနဲ့ Federal Democracy ပြောင်းစု ပေါ်ပေါက်လာရေးအတွက်မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ဟန်ချက်ညီညီလက်တွဲကဆက်အနာရှင်စနစ်အမြင့်ပြတ်သည့်အထိချိန်မုံနိုင်ပါစေကြောင်းဆန္ဒပြုပြီးအမျိုးသားညီညွတ်ရေးအစိုးရကဤကွန်ပျူတာတွင်လွှာအားပေးပို့အပ်ပါသည် အမျိုးသားညီညွတ်ရေးအစိုးရ